အိန္ဒိယကိုနောက်ထပ်တိုက်ခိုက်မှုလှုပ်ဆောင်လာခဲ့ပါကပြင်းပြင်းထန်ထန်တုတ်ပြန်သွားမှာဖြစ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်မူဒီကမေလ၁၂ရက်နေ့ကမေခွန်းမှာပါကစ္စတန်ကို3ပြီးပြောကြားလိုက်ပါတယ်။အိန္ဒိချင်းပါကစ္စတန်နဲ့အပြန်အလှန်တိုက်ခိုက်မှု၄ရက်ကြာဖြစ်ပွားပြီးတဲ့နောက်ဝန်ကြီးချုပ်မူဒီကပထမဆုံးအကြိမ်နိုင်ငံတော်မေခွန်းပြောကြားမှုတွင်အဲ့ဒီလို3ပြီးလိုက်ခြင်းဖြစ်ပါတယ်။ဒါဟာစစ်ပွဲခေတ်မဟုတ်တလို့အကြမ်းဖက်တဲ့ခေတ်လည်းမဟုတ်ပါလို့မိုဒီကပြောသွားပါတယ်။ အမေရိကန်ရဲ့ဂျာဝင်ဆက်ဆက်ပေးမှုနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားအပြစ်ခတ်ရေးဆွဲရေးသဘောတူညီမှုလဲရှားထားပြီးဖြစ်ပါတယ်။ဒါပေမဲ့တတိယဝရီးယားနဲ့ရှိနေတယ်လို့နိုင်ငံလုံးကပြောပါတယ်။မေဂိုနဲ့မှာမိုဒီကအကြမ်းဖက်မှုနဲ့ကုံသွေးရေးဆွေးနွေးမှုဆိုတာအတူမဖြစ်နိုင်ပါဘူးလို့ပြောသွားပါတယ်။ဒနက်ထရန်ကအိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားတိုက်ပွဲရပ်မှသာ၎င်းတို့နှစ်နိုင်ငံနဲ့ကုန်သွယ်မှုပြုလုပ်မယ်လို့ပြောဆိုထားတာကိုမိုဒီကရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးဝန်ကြီးချုပ်မိုဒီက ရေနဲ့သွေးအတူစီးလို့မဖြစ်ဘူးလို့လည်းဆိုခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားမြေရီသဘောတူညီမှုရဆိုင်းလိုက်ခြင်းကိုညှိနှိုးပြောခြင်းဖြစ်ပါတယ်။မော်ဒီမေကုံမပြောမီတရက်အလိုမေလ17ရက်နေ့မှာပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်ကငါတို့ရဲ့တိတ်ခါငါတို့ရဲ့ကိုကိုကိုလေးစားမှုဟာငါတို့ရဲ့အသက်တွေထက်ပိုတန်မှုရှိရလို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယနဲ့ရေပြဒနာကိုပြေလည်တဲ့နှိမ့်နိုင်မှုများဖြင့်ဖြေရှင်းနိုင်မယ်လို့ယုံကြည်ကြောင်းလဲပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။ မေလ12ရက်အစောပိုင်းမှာအိန္ဒိယနဲ့ပါကစ္စတန်ထိပ်ပိုင်းစစ်တဲ့ရရှိများကအပြစ်အခက်ရေးဆဲရေးသဘောတူထားတဲ့ကိစ္စသေးစိတ်ကိုဆွေးနွေးခဲ့ကြပါတယ်။အေဘီလာ၂၂ရက်ကကက်ရှမီးယားတွင်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့်တော်ရစ်အများစုအပါအဝင်လူ၂၆ဦးသေဆုံးခဲ့ပြီးရဲ့နောက်နှစ်နိုင်ငံယခုချိန်ထိတင်းမာလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီးကက်ရှမီးယားစစ်သွေးကြောင်များကိုပါကစ္စတန်ကအားပေးနေတယ်လို့အိန္ဒိယဘက်ကဆွဆဲလာခဲ့ပါတယ်ကက်ရှမီးယားဟာ၎င်းတို့နိုင်ငံစလုံးကတူပိုင်ငါပိုင်ပြောဆိုထားတဲ့နေရာစစ်ပွဲနှစ်ခုကို ဖြစ်စေခဲ့တဲ့နေရာဖြစ်ပါတယ်ကက်ရှမီးယားဖြစ်ရပြီးမြေကြီးမျှပေးတဲ့ Indus Waters Treaty အရေးကြီးသဘောတူညီချက်ကိုအိန္ဒိယဘက်ကဆိုင်းငံ့ခဲ့ပါတယ်